မင်္ဂလာပါရှင်မြန်မာ KW Network MCN သတင်းဌာနကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့ online သတင်းရုပ်သံအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ခုပထမအဆုံးအနေနဲ့တပတ်တွင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မရှိဝေမောပါ။ ူရဦးရွှေမန်းဟာဗဟိုလုံးမှုဆောင်အဖွဲ့ဝင်ဖြစ်ဆက်ရှိနေပြီးပါတီဝင်အဖြစ်ကလည်းနှုတ်ထွက်သွားမှာကိုမစိုးရိမ်ဘူးလို့ပြည်အောင်စုချက်ခိုင်ရင်တဲ့ဖွံ့ဖြိုးရေးပါတီကတရားဝင်ထုတ်ဖော်ပြောကြားလိုက်တဲ့တဲ့။စီစီမာရှိစီမာရှိဘူးကော်မတီဝင်မှာဘူးကော်မတီဝင်အဲဆိုတော့ကျွန်တော်ကော်မတီကျွန်တော်တို့ကဒါနဲ့ပတ်သက်လို့လုံးဝမစိုးရိမ်ပါဘူးခင်ဗျာဘာလို့မစိုးရိမ်တော့လဲဆိုတော့ကျွန်တော်တို့ကသူ့အပေါ်မှာယုံကြည်တယ်လေဘာလို့ယုံကြည်တာဆိုတော့ तू ကဟိုနိုင်ငံတော်မှာထမ်းဆောင်လာတဲ့အခါမှာ ို့ထားဆောင်ရတဲ့အဖွဲ့အစည်းတွေပေါ်မှာအင်မတန်မှတစ္ဆာရှိတဲ့လူတွေဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဟဲ့လားကျွန်တော်တို့ဆိုလိုတဲ့ရှုထောင့်သဘောကဘာရှုထောင့်လဲဆိုတဲ့အခါကျတော့ဒီလူပုဂ္ဂိုလ်ပေါ်မှာတစ္ဆာရှိရှိနဲ့ပါတီပေါ်မှာနိုင်ငံပေါ်မှာတစ္ဆာဆက်ရှိနေတယ်လို့ပဲအခုချိန်ထိကျွန်တော်တို့ကမှတ်ယူထားတော့ပါတယ်။ လာမယ့်2025ရွေးကောက်ပွဲမှာကြက်ခိုင်ရေးပါတီက26ရာခိုင်နှုန်းနဲ့အနိုင်ရရင်အစိုးရဖွဲ့ဖွဲ့စည်းမယ်လို့ပြောဆိုချက်ဟာပါတီရဲ့သဘောထားမဟုတ်ဘူးလို့ပြောကြားလိုက်တဲ့အကြောင်းဒီလိုပြောဆိုမှာအဲ့ဒီပါတီဝင်ပုံပုံရဲ့သူတွက်ချက်ပြီးတော့မှသူလုံးဝကြောက်တာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီလိုရာခိုင်နှုန်းတွေနဲ့တွက်ချက်ပြီးတော့အောင်နိုင်ရေးပုံပုံနဲ့ကျွန်တော်တို့ရဲ့မဲဆန္ဒနဲ့ အားလုံးကိုနိုင်ရရှိဖို့ကျွန်တော်ဆွမ်းနပူဇော်ပါနာမည်ရွေးကောက်ပွဲမှာမတန်ဆွမ်းသူတွေအခက်အခဲမရှိဆန္ဒမဲပေးနိုင်မှုအတွက်ဆွေးနွေးခဲ့ကြတဲ့တဲ့။ တွေအရာတချို့အတိုင်းအတာသုံးကြည့်ရတော့မတန်ဆွမ်းတွေပဲပြီးတာအတန်ဆွမ်းသူတွေပဲပြီးတာကိုခွင့်ပြုလာလိုက်ပေါ့နော်တကယ်တကယ်ကျွန်တော်တို့ကြုံတွေ့ရပါတော့ခုနကလိုမျိုးပတ်ဝန်းကျင်အသားစီးတို့နောက်မဲယုံမဲယုံတွေရဲ့တိဆောက်ထားတဲ့အခြေအနေတို့နောက်မဲယုံတွေရဲ့တိရှိမှုတွေဒီလိုမျိုးပေါ့ဟိုဒီမဲယုံတွေကိုတိဆောက်တဲ့အခါမှာအကောင့်တွေပေါ်တဲ့အသားစီးတွေကျွန်တော်တို့တွေ့ရမယ်လို့ကျွန်တော်တို့ညော်မှန်းနေတနိုင်ငံလုံးအတိုင်းအတာရဆိုကျွန်တော်ဒီ노ဝက်ချက်တွေကတော့ရှိနေအောင်ပါပဲပေါ့နော်ဒါပေမဲ့အခုရွေးကောက်ပွဲကတီးလာတဲ့အထိတချို့ အမှန်တကယ်အကောင့်တွေပေါ်လာမဲ့အရေးအောင်မတွေ့ရအောင်။စားတဲ့သတင်းတွေအပြင်တပတ်တွင်ထူးခြားတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားအောင်ပါပဲ။အဲဒီနောက်မှာတော့ရုပ်သံမှတ်တမ်းစီစဉ်ကိုလည်းတင်ဆက်ပေးသွားအောင်ပါပါ။ကိုပထမအဆုံးနေနဲ့သူရဥရှင်မဟာစန့်ခိုင်ရေးပါတီရဲ့ဗဟုအလုံးမှုဆောင်ဖွဲ့ဝင်ဖြစ်ဆက်ရှိနေသေးပြီးပါတီဝင်ဖြစ်ကနေနှုတ်ထွက်သွားမှာကိုမစိုးရိမ်ဘူးလို့ပြည်အောင်စုစန့်ခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီကတရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အဲဒီသတင်းကိုတော့ MCN သတင်းတော့ဆက်ရောက်ထည့်ကသတင်းပေးပို့ထားတာပါ။ သူရဥရွှေမန်စံငံရေးပါတီမှာဘိုးကော်မတီဝင်အဖြစ်ရှိနေသေးပြီးပါတီဝင်အဖြစ်ကနှုတ်ထွက်သွားမှာကိုမစိုးရိမ်ဘူးလို့ပြည်ထောင်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကတရားဝင်ထုတ်ပေါ်ပြောကြားလိုက်ပါတယ်ဩဂုတ်လ22ရက်နေ့ကနေပြည်တော်ရှိပါတီဌာနချုပ်မှကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်လာတဲ့ဦးတင်နိုင်သိန်းကသတင်းမီဒီယာတွေရဲ့မေးခွန်းကိုဖြေကြားစဉ်ပြောကြားလိုက်တာပါဟုတ်တော်လည်းပဲစီစီမှာရှိစီစီမှာရှိတယ် ဘိုးကော်မတီဝင်ပါဘိုးကော်မတီဝင်အဲ့ဆိုတော့ကျွန်တော်တို့ဘိုးကော်မတီကျွန်တော်တို့ကဒါနဲ့ပတ်သက်လို့လုံးဝမစိုးရိမ်ပါဘူးခင်ဗျာဘာလို့မစိုးရိမ်တော့လဲဆိုတော့ကျွန်တော်တို့ကသူ့အပေါ်မှာယုံကြည်တယ်လေဘာလို့ယုံကြည်တာဆိုတော့ तू ကဟိုနိုင်ငံတော်မှာထမ်းဆောင်လာတဲ့အခါမှာ तू ထမ်းဆောင်ဝယ်တဲ့အဖွဲ့အစည်းတွေပေါ်မှာအင်မတန်မှတစ္ဆာရှိတဲ့လူတွေဖြစ်တယ်ဒါကြောင့်လို့ကျွန်တော်တို့ကဟလာကျွန်တော်တို့ဆိုလိုတဲ့ရှုထောင့်သဘောကဘာရှုထောင့်လဲဆိုတဲ့အခါကျတော့ ဒီလူပုဂ္ဂိုလ်ပေါ်မှာတစ္ဆာရှိရှိနဲ့ပါတီပေါ်မှာနိုင်ငံပေါ်မှာတစ္ဆာဆက်ရှိနေတယ်လို့ပဲအခုချိန်ဒီကျွန်တော်ကမှတ်ယူထားလို့ပါပဲတကယ်တမ်းကျတော့ဦးထေဦးဟာလည်းကျွန်တော်ကဒီမှာဝါရံဆုံးတတန်းကြဆုံးပုဂ္ဂိုလ်လို့ဖြစ်ပါတယ်အဲ့ချိန်တော့ဘုရားဦးရှင်မှာဘုချုပ်ကြီးဘုရားရှင်မှာဖြစ်နေတမရတော်တော်ဝင်လေးကိုပဲအဓိကထားပြီးတော့မှဆောင်ရွက်ပြီးတော့မှ သင်းတို့ဘာလို့ကိစ္စဟာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီဘက်2017ကြာမှာသာလေရောက်ရှိလာတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့2004ခုနှစ်ထဲကကျွန်တော်တို့ကဟိုလုံးပါတီကောင်းဆောင် ပြောင်းလဲခန့်တာဝန်ပေးမှုတွေနဲ့ပတ်သက်ပြီးတော့လဲကြမ်းကင်ရေးပါတီအနေနဲ့ပါတီဖွဲ့စည်းပုံအခြေခံစီမင်းအပါအဝင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အညီဆောင်ရွက်ခဲ့တယ်လို့လဲရှင်းလင်းပြောကြားလိုက်တာပါဒီလိုဥက္ခရာဘူးတက်တာဝန်ကိုဒုတိယဥက္ခရာနှစ်ယောက်ကိုတစ်ယောက်ကနေတစ်ယောက်ပြောင်းလဲပေးတဲ့တကယ်ဆိုရင်ကျွန်တော်တို့ကပါတီလှုပ်လှုပ်ပဲဆိုခေါ်တွေ့ပြောမှာရှေ့မှာပေးလိုက်တာနဲ့ပါတီလှုပ်လှုပ်တယ်လို့တက်ခဲ့တော့ဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့် သက်ဆိုင်ရာပုံကူများထံပဲစာဖို့ပဲဒါခုနပြောတဲ့ကိစ္စမှာဘာကြောင့်လို့ဒီလိုစာဖို့လိုက်တယ်ဒီလိုစာဖို့ရတဲ့အကြောင်းအရာလဲဘိုးတိုင်းမင်္ဂန်ဘိုးကြံပေးနဲ့ဘိုးလုံးမှုဆောင်ချွတ်နေပြောမှာဘိုးဘက်မှာလည်းတာဝန်တွေများကြတယ်ဒီဘက်မှာလည်းပို့ပြီးတော့စောင့်ချပြီးတော့လုပ်နိုင်ဖို့လည်းလိုတယ်နောက်ကျွန်တော်တို့ဒုတိယဥက္ကဋ္ဌတခုကိုဥက္ကဋ္ဌဘုရားတာဝန်ပြောင်းလဲပေးဖို့ဆိုပြီးတော့မှာတင်ပြကြတာရှိပါတယ် ဲ့လိုတင်ပြချက်အပေါ်မှာစာရေးပေးသားပေးဖို့ပုံမှာအကြောင်းကြားလိုက်တာအကြောင်းကြားလိုက်တဲ့ကြောင့်အဲ့ဒီစာကတော့ကျွန်တော်ကဟိုသူရာဦးရှိမရှိကိုတိုက်ရိုက်ပို့တာဖြစ်တယ်ဦးထေးဦးရှိတိုက်ရိုက်ပို့တာဖြစ်တယ်အဲပို့လိုက်တဲ့ဟာကြောင့်အဲ့ဒီမှာပို့လိုက်တဲ့ကြောင့်နှစ်ခုစလုံးဟာကျွန်တော်တို့ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုက်60ကိုခါခွေးရာတခါတည်းဥက္ခရရဲ့မှာလုတ်ပိုင်ခွင့်နဲ့ အဲ့ဒီပေးအပ်ထားတဲ့စီးမြင့်နဲ့ညီကျွန်တော်တို့အကြောင်းကြားလိုက်တာနဲ့တကယ်လည်းအလိုလိုကျွန်တော်တို့ဥက္ကဋ္ဌပူတွဲတောင်းတာဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဦးသေးဦးလက်ထဲကိုရောက်ရှိသွားပြီဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အဲ့ဒီမှာလည်းဟိုသူတို့ကဥရှိမန်းကိုကျွန်တော်တို့ကအဲ့မှာဟိုဖိတ်เสียအကြောင်းမရှိဘူးဘာလို့လဲဆိုတော့တာဝန်ကိုအရင်လွှဲတာစာနဲ့ပို့တာဝန်လွှဲတဲ့အခါမှာ ဘိုလ်လုံးမှုဆောင်အစည်းအဝေးခေါ်ရမယ်တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကဦးထေးဦးဖြစ်သွား။ဦးထေးဦးကလည်းဘိုလ်တိုင်ပင်ခံဘိုလ်ကြံပေးတဲ့တိုင်ပင်ခံတိုင်ပင်ပြီးတော့မှဘိုလ်လုံးမှုဆောင်ကော်ပီအဟောင်းနဲ့ကျွန်တော်တို့ကလုပ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ stepping ဟာအဆင့်နေဟာသူ့စီးမြင့်နေလုပ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့လုံလေးလုံဟာမမှန်ဘူးလို့တချို့ပြောဆိုချက်တွေကမမှန်ကန်ပါဘူးလို့ကျွန်တော်တို့ပြောကြားလို့ပါတယ်။လက်ရှိအခြေအနေမှာတော့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာဥက္ကဋ္ဌဦးသိန်းစိန် တွဲဖက်ဥက္ကဋ္ဌဦးထေဦးအပါဝင်ဘ ਹੁ အလုံးမှုဆောင်ကော်မတီဝင်53ဦးနဲ့ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်နေတာပါဒီပါတီကနေကိုစားပြုပြီးကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုကိုစလဲလောင်1134ဦးပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုအမည်စရင်းတင်သွင်းသွားပါတယ်ခင်ဗျာ လာမယ့်2015ရွေးကောက်ပွဲမှာစန်းခါရေးပါတီက26ရာခိုင်နှုန်းနဲ့အနိုင်ရရင်လွှတ်တော်ရဲကတက်မရော်သားကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ပေါင်းပြီးအစိုးရအဖွဲ့အဖွဲ့စည်းမယ်လို့ပြောဆိုချက်ဟာပါတီရဲ့သဘောထားမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။အဲ့ဒီအကြောင်းကို MCN သတင်းတော့ဆေးရောင်ထဲရပဲသတင်းပေးပို့ထားဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာစန်းခါရေးပါတီက26ရာခိုင်နှုန်းနဲ့နိုင်ရင် တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ပေါင်းပြီး58ရာခိုင်နှုန်းနဲ့အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတဲ့ပြောဆိုချက်ဟာပါတီရဲ့သဘောထားမဟုတ်ဘူးလို့ထုတ်ပေါ်ပြောကြားလိုက်ပါတယ်။ဩဂုတ်လ22ရက်နေ့ကနေပြည်တော်ရှိပါတီဌာနချုပ်မှာကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပါတီရဲ့အထွေထွေတွင်ရင်မှုဖြစ်လာတဲ့ဦးတင်နိုင်သိန်းက MCM မြန်မာကေဘယ်ရုပ်သံသတင်းဌာနရဲ့မေးခွန်းကိုဖြေကြားစင်မှာပြောကြားလိုက်တာဖြစ်ပါတယ်။ခုကျွန်တော်တို့ဒီလိုပြောဆိုလို့ကအဲ့ဒီ ာတီဝင်ပုံပုံကြီးလည်းသူွက်ချက်ပြီးတော့မှသူလုံးသက်ကြောက်တာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီလိုရဟိုင်းလုံးနဲ့တွက်ချက်ပြီးတော့အောင်နိုင်ရေးပုံပုံနဲ့ကျွန်တော်တို့ရဲ့မဲဆန္ဒနဲ့အားလုံးကကျွန်တော်တို့အားလုံးအဲ့ဒီလိုက်အားလုံးကိုနိုင်ရရှိဖို့ကျွန်တော်အစွမ်းကုန်ပူဇော်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့အဲ့ဒီပုံမှာတော့အခြားခြားသောပြည်သူတွေရဲ့ထောက်ခံအားပေးမှုတွေကိုကျွန်တော်တို့ကြားအောင်ဒီပုံမှာရရှိတဲ့ ကျန်းကန်ရေးပါတီအနေနဲ့ကတော့ရွေးကောက်ပွဲမှာအနိုင်ရလိုမှုတစ်ခုတည်းကိုကြည့်မှမဟုတ်ကြောင်းနဲ့ရွေးကောက်ပွဲကိုလွတ်လပ်တန်ရှင်းပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်သွားမယ်လို့လည်းပြောဆိုထားတာပါကျွန်တော်တို့ complaint ခါဒီအောင်နိုင်တာလေးတစ်ခုတည်းနဲ့နည်းနေပါဘူးဒါမှမဟုတ်ကျွန်တော်တို့ဟာကျွန်တော်တို့လည်းအခုကျွန်တော်တို့ပါတီဝင်တွေအများစုအကုန်လုံးတွေ့ဆုံနေအခုအများစုတွေ့ဆုံနောက်နေတွေမှာလည်းထပ်ဆက်ဒါတွေပဲလိုက်ပြောအဲ့တော့ရွေးကောက်ပွဲဖြစ်ရ ထုတ်ပြန်ထားတဲ့ဥရေစီမင်းစီကံအတိုင်းပဲတိကျလိုက်တာပါတန်တန်ရှင်ရှင်နဲ့အောင်မြန်ဝင်ပြိုင်မှာတန်တန်ရှင်ရှင်နဲ့ဝင်ပြိုင်ဖို့ဆိုတာကအဲ့ဒီဒေသမှာရှိတဲ့ကိုယ်စလဲလောင်းပါအဲ့ဒီဒေသခံပြည်သူနဲ့အမြဲတမ်းထိတွေ့ပြီးတော့မှသူကပြည်သူလက်ခံနိုင်အောင်ဆောင်ရွက်နိုင်တဲ့ကိုယ်စလဲလောင်းပါတယ်အောင်မြန်မှာဖြစ်တယ်ကျွန်တော်တို့ဟလာခုနကမဲစင်းနေလိန်နာတို့ဟလာဘာညို့ဆိုတာတော်တော်လေးကျွန်တော်ထင်တယ် ဘလို့မှလည်းကော်မရှင်ကတတ်တတ်ပါတီကတတ်တတ်စောင့်ကြည့်တဲ့လူကအများကြီးပဲအပြစ်ရှာမဲ့လူကအများကြီးပဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့မှားထားတာတော့ဘာအပြစ်မှအရှာမခံရအထောက်မခံရနော်ဒါကြောင့်ကိုဟာမဟုတ်တာလေးသွားလုပ်လိုက်တာနဲ့အကန့်ကွက်ခံရတာဆမဖြစ်ချင်ပါဘူးဒါအင်မတန်ရေးကြီးပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဟာစ조사ရမှာတော့ ဒီမဲဆွယ်စီဝိတ်ကာလအတွင်းမှာအစွမ်းကုန်စူးစမ်းတာအတန်ရှင်းဆုံးနဲ့အကောင်းဆုံးပဲဒါကအဓိကအကြဆုံးပဲဟိုလိုကိစ္စတွေကအင်မတန်မှတော်တော်လေးကိုကျွန်တော်တို့လည်းဘယ်လိုမှမဆန်စားတဲ့ကိစ္စတွေဖြစ်ပါတယ်လက်ရှိအခြေအနေမှာဆိုရင်တော့ကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီ60လောက်က ကိုစလေလောင်း6100ကျော်အမည်စရင်တင်သွင်းခဲ့ပြီး NND ပါတီက1152ဦးကြန့်ခိုင်ရေးက1134ဦးတိုင်းရင်းသားစီလုံးညီညွတ်ရေးတပ်စညပါတီက963ဦးနဲ့အစဉ်လိုက်အများဆုံးတင်သွင်းထားကြပါတယ်ခင်ဗျာနိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာမတန်ဆွမ်းသူတွေအခက်အခဲမရှိဆန္ဒမဲပေးနိုင်မှုအတွက်ဆွေးနွေးခဲ့ကြတဲ့အကြောင်းကို MCN သတင်းတောက်ဟိန်ကိုကတင်ဆက်ပေးမှာဖြစ်ပါတယ် မတန်ဆန်းသူတွေမဲပေးခွင့်ရရှိရတဲ့အတွက်အခြေခံဥပဒေအရပြဋ္ဌာန်းထားပေမဲ့2015ရွေးကောက်ပွဲမှာမတန်ဆန်းသူတွေစံနာမဲပေးနိုင်ဖို့အခက်အခဲတွေရှိနေသေးတယ်လို့မတန်ဆန်းသူများရေးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေကပြောဆိုလိုက်ပါတယ်။ရန်ကုန်မြို့လှည့်တမ်းမှာရှိတဲ့မြန်မာ Electoral Resort and Information Network MIRN ရုံးကမှာဩဂတ်လ26ရက်နေ့ကကျင်းပခဲ့တဲ့မတန်ဆန်းသူများမဲပေးနိုင်ရေးနဲ့နိုင်ငံရေးအခမ်းအနားမှာပါဝင်နိုင်မှုဆွေးနွေးပွဲမှာပြောကြားလိုက်တာဖြစ်ပါတယ်။ ဥပဒေအရတချို့အတိုင်းအတာသုံးကြည့်ရတော့မတန်ဆွားတယ်ဘဲပေးတာမတန်ဆွမ်းသူတွေဘဲပေးတာကိုခွင့်ပြုလာလိုက်ပေါ့နော်တကယ်တကယ်ကျွန်တော်တို့ကြုံတွေ့ရပါတော့ခုနကလိုမျိုးပတ်ဝန်းကျင်အသားစီးတို့နောက်မဲယုံမဲယုံတွေရဲ့တိဆောက်ထားတဲ့အခြေအနေတို့နောက်မဲယုံတွေရဲ့တရှိမှုတို့ဒီမျိုးပေါ့ဟိုဒီမဲယုံတွေကိုတိဆောက်တဲ့အခါမှာအကောင့်တွေပေါ်တဲ့အသားစီးတွေကျွန်တော်တို့တွေ့ရမယ်လို့ကျွန်တော်တို့မျှော်မှန်းနေတနိုင်ငံလုံးအတိုင်းအတာရဆိုကျွန်တော်တို့ဒီဒိုအချက်တွေကတော့ရှိနေအောင်ပါပဲပေါ့နော်ဒါပေမဲ့အခုရွေးကောက်ပွဲကတီးတာလည်းဒီတချို့ အမှန်တကယ်အကောင့်တွေပေါ်လာမဲ့အရေးရောမတွေ့ရအောင်ပေါ့ကျွန်တော်အစ်မပြင်းရင်ကျွန်တော်တို့ဘယ်ရွေးကောက်ပွဲမှာဆန္ဒမဲပြည်နယ်ဘုတ်တိစောက်ထားတဲ့မဲယုံတွေဟာမတန်ဆွမ်းသူတွေဆန္ဒမဲပြည်နယ်နဲ့မဲယုံတွေပြစ်စီဖို့နဲ့မဲယုံလာတဲ့လမ်းတွေဟာလည်းမတန်ဆွမ်းသူတွေရောတာမန်သူတွေပါဝင်ထွက်သွားလာနိုင်တဲ့နေရာမှာတိစောက်ထားရှိဖို့တို့ကိုထက်သွင်းဆွေးနွေးခဲ့တာပါဒီစနေဘက်မှာမြန်မာ Electoral Advisory and Information Network အမိအိုင်အန်အဖွဲ့နဲ့မြန်မာနိုင်ငံမတန်ဆွမ်းသူများရှေ့တောင်အဖွဲ့မတန်ဆွမ်းကောင်စီနဲ့ဆက်နွယ်တဲ့မတန်ဆွမ်းအဖွဲ့အစည်းတွေအပါအဝင် အခြားသောမတန်ဆန်းသူတွေလည်းပါဝင်ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်ခင်ဗျာတဇံမူဌာနာကြီးပန်းနယ်လျာဥယျာဉ်မှုစရရုပ်ရှင်ကားတို့ရိုက်ကူးခဲ့တဲ့ဒေတာမောင်တင်ဦးရဲ့ရုပ်လောင်းကိုဩဂုတ်လ29ရက်နေ့ကမန္တလေးမြို့တာဝင်းမြောင်ဝင်းသုတ်တံမှာတင်ကြခဲ့ပါတယ်။အဲဒီကြောင့်ကိုတော့ MCN သတင်းတော့အေးမြက်ကသတင်းပေးပို့ထားပဲဖြစ်ပါတယ်ရှင်။ နမဲကျော်တကြံမိုးဆက်ကအပါအဝင်ရုပ်ရှင်ဆက်ကအများပြားရိုက်ကူးခဲ့တဲ့ကယ်ဒမီ၅စုရှင်ဒါရိုက်တာမောင်တင်ဦးဟာမန္တလေးမြို့နယ်မှာဩဂုတ်လ24ရက်နေ့ကအသက်ရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်ဒါရိုက်တာမောင်တင်ဦးရဲ့စာပနာခန္ဓာကိုဩဂုတ်လ28ရက်နေ့ကမန္တလေးမြို့တောင်အင်းမြောက်အင်းတုတ်တံမှာကျင်းပခဲ့ပြီးလူပညာတိုင်းဝိုင်းကသူတွေနောက်ဆုံးဂါရဝပြုနှုတ်ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဖြေတဲ့အောင်ဆုံးပါ အနေကခုနပြောတဲ့ကားလေးပေါ့ရှားဦးရင်းမစားလို့သာပြောနေတဲ့ကြောင့်ရှားရဲတဲ့လောကမှာဆရာလို့ခေါ်ကြဒီလိုမရှိတော့ဘူးဆိုရင်အားငယ်ကြတော့လိုက်တာပါတကြံမိုးမမစိန်ဒဏ္နာကြီးပန်းမြိုင်လေကဥယင်မှုမမုံးလီနဲ့ငပလီဒုနှောင်းနဲ့မိငိန်ချံတခါကတဘွားစတဲ့နမဲကြီးရုပ်ရှင်ဇာတ်ကားတွေကိုဖန်ပြီးခဲ့သူလည်းဖြစ်ပါတယ်။ ကယ်ဒမီစုတွေကိုတော့1982ခုနှစ်မှာနေထွက်တော့လ1988ခုနှစ်မှာတခါကတဘော1985ခုနှစ်မှာတကြံမိုး1995ခုနှစ်မှာတိုက်ပွဲခေါ်တန်း2011ခုနှစ်မှာနှလုံးလားလူမိုက်စတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့ဒါရိုက်တာစုကိုရရှိခဲ့တာလည်းဖြစ်ပါတယ် ဆရာဆိုရဲအစ်စ်တိရှင်တကယ်ကိုမိဘနဲ့ဘာနဲ့မတိုင်းတဲ့သူစားတဲ့ပုံစံကောင်းစွာတော့ဒီလိုတမှုကြီးတာဆိုတော့တာဒီမိဘတဲ့မိဘရပ်ဘုရားတော်သာပြည့်စုံတယ်မဟုတ်ဘူးပြည့်ပြီတာဒီစီရောက်တာဒါဒီစီရောက်တာဒါဒီစီရောက်တာ မဆရာတပည့်ကလေးကဝေးပေးတယ်ဒါပေမဲ့အချင်းဒါပေမဲ့ကောင်းပြီဆရာဟောရတယ်။ Yes of course ထိုင်တာမောင်တင်ဟာမန္တလေးမြို့မှာနုပညာနှလုံးရင်ရုပ်ရှင်တင်နန်းကိုဖွင့်လှစ်ပြီးမျိုးဆက်တဲ့နုပညာရှင်တွေပေါ်ထွက်လာစေဖို့အတွက်တပတ်တလန်းကဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်ရှင်။ တပတ်တွင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်တင်ဆက်ပေးသွားမှာတော့ရုပ်သံမှတ်တမ်းစီစဉ်ပဲဖြစ်ပါတယ်ဒီစီစဉ်မှာဆိုရင်တော့နှုပညာလောကထဲမှာနှစ်ပေါင်းများစွာကြာုံတရုတ်ဆောင်ခဲ့ကြတဲ့ရုပ်ရှင်မင်းသမီးတွေဟာအခုဆိုရင်အမေအရွယ်ကိုရောက်ရှိနေကြပါပြီအရင်ကလိုမျိုးအနုပညာတွေကိုဖန်တီးနိုင်မှုစွမ်းအားတွေမရှိတော့သလိုစက်မာရေးအခြေအနေကြောင့်လည်းဇက်ကားတွေမှာပါဝင်လာမှုနှေးပါလာတဲ့အတွက်ပြည်သက်တွေကမေ့မသွားရအောင်အမေများအကြောင်းကိုရုပ်သံမှတ်တမ်းအနေနဲ့အန်စင်သတင်းနောက်ရှင်မောင်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင် တခေတခါကလှပနုနေတဲ့ရုပ်ရှင်တရုပ်ဆောင်မင်းသမီးတွေဟာအခုချိန်မှဆိုရင်တော့အသက်အရွယ်ကြီးရင်လာတဲ့အတွက်အရင်ကသူတို့တက်ကြွခဲ့တဲ့အမှုပညာတွေကိုဖန်တီးနှံစွမ်းရောက်နေသွားခဲ့ကြပါတယ်။ဆရာကြလာတဲ့ချိန်မှာတော့ကျမ်းမာရေးကြောင့်မှတရုပ်ဆောင်အမှုပညာလောကကနေထွက်ခွာသွားရတဲ့သူတွေရှိသလိုအနည်းစုကတော့အမှုပညာအလုံးနဲ့ပဲအသက်မူဝမ်းကြောင်းပြုနေကြဆဲဖြစ်ပါတယ်။ တန်လင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်မှာတော့အမေများအရာကို2022ခုနှစ်ကစတင်တည်ထောင်ထားခဲ့တာဖြစ်ပြီးအသက်အရွယ်ကြီးတဲ့အမှုပညာတရုတ်ဆောင်နေကျမ်းမာရေးချူတဲတဲ့သူတွေနဲ့အမှုပညာဖန်နီးနိုင်စွာမရှိရတဲ့အမေဇယုတ်တရုတ်ဆောင်ခဲ့တဲ့သူတွေကိုတစုတစည်းရထားရှိခဲ့ကြတာဖြစ်ပါတယ်။ဥပညာသမားတွေတည်လို့ရှိရင်ဟာဒုက္ခကြီးကြဲတယ်အမေကကြိုခဲ့ရတာလေတော်မြင့်မြင့်ထေးဆိုရင်ဒီဗရုံးဆန်းရွာကဖျက်ကျူဖျက်ချားမှတည်သွားတာအမေကကြိုခဲ့ရတာလေဥညိုအေးကြီးဆိုတာများ အမေပဲကြိုးပေးရတာလေအကုန်လုံးဆိုအမေကကြိုးနောက်ထပ်ဒုအမေကဒီလိုမဖြစ်ရဘူးနောက်အမေတို့အမေတွေထူထောင်လိုက်တဲ့အခါကျတော့တခေတ်ကူအမေတွေကအချို့လည်းပဲချင်းမကလေးအောင်နဲ့အမေရှိတယ်တချို့လည်းပဲဟုတ်လားအတုဆုံမင်းရောင်းတဲ့အမေတွေဒါအိမ်ငှားလေးနဲ့ဇောင်းဒီလိုမဖြစ်ရဘူးဆိုဒီရွယ်ချင်းနဲ့အမေဒီအိမ်ယာကြီးကိုထူထောင်နေတယ်တပ်ပေးလိုက်ရနော်အေးလေပန်းကြီးမှမလောက်တာအောင်လို့ အရင်ကမင်းသမီးကြီးတွေအိုမင်းလာတဲ့အခါသားသမီးတွေရဲ့ထောက်ပံ့မှုမရနိုင်တော့ပဲအသက်သေးဆုံးခဲ့တာတွေကိုမြင်တွေ့ခဲ့ရပြီးနောက်မှာတော့အခုခေတ်ကတရုတ်ဆောင်အမေတွေနဲ့နောက်တစ်ချိန်ဖြစ်လာမယ့်အမေရွယ်မင်းသမီးတွေအတွက်နားကိုစရာဖြစ်အောင်အခုလိုအမေများအိမ်ယာကိုဆောက်လုပ်ခဲ့တာဖြစ်ပါတယ်အဖေမေးပြီးရင်ဒေါ်နွဲ့နွဲ့ဆန်းအမေရဲ့ကျေးဇူးရှင်အစ်စ်ပါအမြဲလဲအိယာဝင်တိုင်းလဲရှိခိုးပါတယ် ရခိုးပါတယ်နဲ့နဲ့ဆန်တော့ကိုကျေးဇူးရှင်လေကျေးဇူးရှင်သူရှာပေးလို့အမေစားနေရတာအမေမှာဘဲမကွင်းငွေမှမရှိပါဘူးသာသမီတွေရှိပါတယ်သာသမီတွေကလည်းအမေကိုမထောက်ပါဘူးသမီးတယောက်ပဲထောက်ပါမယ်သာသနာရေ1996ခုနှစ်လောက်ထဲကအမေများဘွဲ့ဟာတင်းကြံရက်တွေမှာရှိန်ကားကရင်ရံမုံငွေတွေရှာဖွေခဲ့ပြီးတက်ကြီးရွယ်ကိုတရုတ်ဆောင်မေတွေကိုထောက်ပံ့နေတာဖြစ်ပါတယ်။ ။အရင်ကအမေများဖွဲ့မှာတရုတ်ဆောင်အမေ40ကျော်ရှိခဲ့ပေမဲ့လည်းအခုတော့18ယောက်သာကျန်ခဲ့ပြီဖြစ်ပါတယ်။ထောင်ကိုက96ခုမှာအမေစံနဲ့အမေများဖွဲ့ကိုစကားခဲ့ပါတယ်။အဲကားရဲတနည်းကိုပထမကားတော့ကတော့ဟိုတော့ကတော့7သိန်းလို့9သိန်းလို့9သိန်းလို့ရတာပေါ့တမီးခက်ကပြောင်းတော့ဒီဘက်ဒီဘက်မှာနည်းနည်းတော့ညော့လာတာပေါ့ဒါပဲနဲ့နေကြရအိမ်ရတယ်စံပေးတယ်စီပေးတယ်ဘာမှအမေဘဝမှာလူလေးသေးမရှိဘူး အဒီတော့ရစာအပြည့်အစုံပုံလုပ်ပေးတယ်ပေါ့အဝတ်စားချုပ်ပေးတယ်ဘလူလေးတိတ်မရှိပေါ့နော်အဲ့ဒါနဲ့မိများအိမ်ရမှာပဲနေလိုက်ပါလေဒါသမီးရလည်းကိုယ်မကြည့်နိုင်ဘူးသူမှထောက်ပါမယ်လို့မရှိတော့ဒီအမေစားရပဲရှာဖို့ပြီးတော့ကျွေးနေတာပေါ့လူအိုင်းနဲ့ဆေးဘွားကစသည်အဖြစ်ဒါအမေဒါမှဒါဆရာသမားလို့ပဲနေလာရတယ်ပေါ့အစစအရာရာပြည့်စုံပါလေသမီးရအဲဗီဒီယိုကတော့အခုတော့မရရတော့ဘူးအသက်တရာကြီးတော့ คว้ากันเลยบาลีตะขาดตีย้ายอะไแต่ไม่ใหญ่กุ้งโอมีว่าตัวอะไม่อวดถูกไม่เตไหนไอ้เนาะไม่ใหญ่ผิดผู้ป่ะเนาะ တခေတ္တခါကအောင်မြင်ကြောကြားခဲ့ပြီးလှပတဲ့မင်းသမီးတွေဟာအခုဆိုရင် အမေများအိမ်ယာမှာနေထိုင်ရင်ဖျားတရားလုပ်တွေကိုလုပ်ကမ်းရင်သူတို့ဖန်တီးနိုင်မယ့်အမှုပညာတွေကိုမျှော်လင့်နေကြရလဲဖြစ်ပါတယ်သူတို့ကိုခေါ်ယူမဲ့ driver တွေနဲ့နေနေပေမဲ့အခုချိန်ထိအမှုပညာဖန်တီးခွင့်ရရှိအောင်စောင့်မျှော်နေကြတွေ့လည်းဖြစ်ပါတယ်။ မောင်ဝင်းဦးအဖေါ်သမီးရဲ့အခုဆရာဆရာကြီးတွေလည်းကျေးဇူးတင်ပါတယ်အခုအမေကအသက်ကလည်း80ကျော်လာပြီဟိုအเจ้าမကြီးကဆိုနားတွေပါတယ်လေးတာတယ်လေအဲ့တော့ဒီဆရာတွေကိုလည်းပရိသတ်ကိုလည်း ယနေ့တတိအအမေရေအမေကြီးဖြစ်ပင်နဲ့အမေရဇပင်တုလေးနဲ့ဒီဇာလန်တို့မေဟာသားဖြစ်လို့လာပြီးတော့ကုညီပါအောင်သူအမေပရိသတ်ကိုဖြောပြပါတယ်ဒီအသက်ရွယ်ထီလေပရိသတ်ကိုလည်းလေးလဲလေးစားခဲ့တယ်အမေတို့ချစ်လဲချစ်တယ်ထမင်းကျွေးတဲ့ဂျေဆုရှင်တို့လည်းသဘောထားပါတယ်အခုခေတ်ကသားသမီးတွေကအမေတို့ဟိုလုံးကဒီလိုစေတနာတွေထားသလိုပရိသတ်ကိုလေးစားပါဆရာသမားကိုရိုးစေပါအဲ့ဒါလေးကိုလည်းအမေကမှားခြင်းပါတယ်ယနေ့တတိ အသက်ဒီရှိနေသမျှကလောက်ပါလို့ပေါ့လေပရိသတ်ကလည်းတောင်းတအမေနဲ့ဇလန်းဆက်ွက်ဟိုတည်းဆိုင်နေဟဲ့ဆိုရင်ကြရခံအမေကတရုတ်ဆောင်ပေးဘူးကျမ်းမာရင်အရန်နဲ့ပါပဲအမေပြန်လေးလာလို့ငါတို့ကရုပ်ရှင်စီအောင်ကြောက်ပါမယ် အမေများအင်အားကအမေတွေကိုကျမ်းမာရေးနေနဲ့ရန်ကုန်ပြည်သူစေယုံကြီးကသူနာပြုဆရာမကြီးကလာရောက်ရှုပြီးတဲ့အတွက်ကျမ်းမာရေးအတွက်မပူရသလိုတလားတစ်ခါစားသောက်ဖို့အတွက်လည်းအမေတော်နွဲ့နဲ့ဆန်းကဆန်းရှိိန်နဲ့စီတွေကိုလှူဒန်းနေတာကြောင့်စားရေးနေမပူရပဲအေးဆေးစွာတရားအထုတ်ခွင့်ရရှိနေရပဲဖြစ်ပါတယ်။အဲအမေကအမေဆရာကတော့ဟိုကဥစော်လွင်ပေါ့လေမင်းသားကြီးဥစော်လွင်ပေါ့အကွယ်လွန်သွားပါပြီ။အဲသူဖြိုးဆိုပြီးနာမည်ပေးခဲ့တာကတော့မိုတာဥတွင်းရှင်ပေါ့ဆရာကြီးဥတွင်းရှင်ပေါ့ အဲ့မှာအမေတို့တင်းတင်းအေးဖျက်ပုံမဲ့တင်းတင်းအေးရဲ့မင်းသားဆိုလို့ရင်စစ်ကားပေါ့တမီးရဲ့ဟိုလုံးကတော့စစ်ကားတွေရိုက်များတာပေါ့ဂျပန်နဲ့မြန်မာနဲ့စစ်ကားပေါ့ကြဲကြွေသောညအဲ့ဒီကားလေးရိုက်အဲ့မှာအမေကအမတ်တရဘလို့ဖြစ်တယ်ဆိုအမေခြေတော်စူးတာစူးတာပြေးဆိုပြေးရတာဟုတ်တမီးရဲ့ခလေးဆိုတော့မသိဘူးလေပြေးဆိုပြေးရတာအဲ့မှာစူးစူးတော့ကိုစော်လုံးကတခါလေဓာကြီးအနာချပြီးအမေကိုစူးထွင်ပေးတယ်အဲ့ဒါလေးတော့အမတ်တရပေါ့ အားလက်ချိန်တွေမှာတော့အမေတွေဟာခြံထဲကအရှိအောက်တွေမှာထိုင်ရင်အရင်ကသူတို့ဖန်နေခဲ့တဲ့အမှုပညာပုံရိပ်တွေကိုပြန်လဲစကားစမိပြောရင်ကြည်နူးနေကြတာပဲဖြစ်ပါတယ်။အဲဒီလိုချိန်တိုင်းသူတို့ရဲ့မျက်နှာပေါ်ကဖန်နေကျင်နေတဲ့အမှုပညာအဆောင်တွေကလည်းတောက်ပနေတာပဲဖြစ်ပါတယ်။လူစရာတစ်ချိန်မှာတော့အိုမင်းရှင်ရောင်ကျင်တန်ကိုခန်းစားရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဆရာတန်တွေကိုအန်တူရင်သူတို့ဖြတ်တန်းခဲ့တဲ့အမှုပညာတွေကိုပြန်လည်တန်းတားနေကြတဲ့အမေများအင်အားကသရုပ်ဆောင်မိတွေကတော့ ကျမရေးမကောင်းပြီမဲ့လေသူတို့ချစ်တဲ့အမှုပညာသူတို့ကိုချစ်တဲ့ပရိသတ်တွေကိုတတိယနေကြအမှတ်ရနေဦးမှာပဲဖြစ်ပါရဲ့ရှင်ကပြလို့လက်ဖို့မတူတာပါနဲသာလို့မြန်မာခေဘန်နဲ့ဝက် MCN သတင်းဌာနကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့ online သတင်းရုပ်သံအစီအစဉ်ကိုရှုစားခဲ့ကြရပဲဖြစ်ပါတယ် နောက်လာမယ့်အစီအစဉ်တွေမှာလည်းတပတ်တွင်ထူးခြားတဲ့သတင်းတွေရုပ်သံမှတ်တမ်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ MCN ကိုဆက်သွယ်လို့ရဆိုရင်တော့ဖုန်းနံပါတ်39936384693ကိုဖြစ်စေ email လိပ်စာအနေနဲ့ newsroom.mcn@gmail.com ကိုဖြစ်စေ www.facebook.com/mcntv ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်။ MCN Online TV ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်။